်ပရီးမီးယားလိပွဲစဉ်17ချယ်ဆီနဲ့ဝူဗာဟန်တန်မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှူအနေကျိုးတော်ပါရဲကျွန်တော်ကိုခတ်မှာချယ်ဆီနဲ့ဝူဖရဲ့ပွဲချို့သုံးသက်ချက်ကိုကျွန်တော်ရဲ့ညီကိုနဲ့အတူလှုပ်သွားကြပါတယ်ချယ်ဆီပရိသတ်တွေကိုဒုက္ခပြေးပြန်ပြီကံမဲ့အချိန်ကည2နာရီခွဲပွဲပြီးသွားရင်မနေ့9နာရီခွဲ6နာရီထိုးနေပြီနိုင်ရင်တော့ပြဿနာမရှိဘူးရှုံးသည်ဖြစ်စီတည်ကြသည်ဖြစ်စီ စိတ်ထဲမှာတနှုတ်နှုတ်နဲ့နောက်ရက်ဒီစားမွေအိတ်မပြောဗျာလူကကျမကြီးလည်းထိခိုက်တယ်အဲ့ဒီလောက်တီကိုအခုနောက်ပိုင်းဘောလုံးပွဲတွေကညစ်နေလာတယ်ပေါ့နော်ဘောလုံးပွဲတွေကြိုက်တယ်ဆိုရင်လည်းကျွန်တော်ညီကိုတွေကျမကြီးတော့ပို့ပြီးဂျူးဆိုင်ကြပါကျမကြီးတဲ့အရေးကြီးတာဘယ်ရာမှမရှိပါဘူးကဲတော့ပါအဲ့တော့ဒီပွဲရဲ့ keyboard စီကိုကျွန်တော်တို့စတင်ဆွဲထုတ်ကြည့်မယ် Woof တီလက်ရှိအချိန်ထိတော့နီးပြမရသေးဘူး Woof ရဲ့ U21 နီးပြ James Collins နဲ့အတူဒီပွဲတင်ကိုရှင်ပြိုင်မှာဖြစ်ပါတယ်။အဓိကနီးပြ Perera နဲ့ရှင်ပြိုင်တဲ့တောင်မှဂိုးတွေတောက်လျှောက်ပေးနေရတဲ့အခြေအနေမျိုးပါ။ကျွန်တော်တို့ကနောက်တန်းယူပေါက်ကြီးမားလုံးလို့သာ Wolf ကဂိုးတွေပြန်သွင်းခဲ့တာဒါ EF မှာတို့တွေ့ထားတဲ့နောက်ဆုံးအခြေအနေ။ရပ်ပိုင်းမဲ့ချားသေးတယ်။အခုပြန်ပြီးတော့တွေ့တယ်။ဆိုတော့နီးပြအသည့်မရောက်မချင်း wolf ရဲ့အခြေအနေကရတက်အေးရပါမလားနီးပြတဲ့ရောင်းရင်တောင်မှနီးပြတဲ့ အဝင်ဝင်ကြဖြစ်ဖို့အချိန်ပေးအောင်မယ်အခု U21 ဒီပြကင်တွေတဲ့အချိန်မှာလဲကျွန်တော်ကတော့တိတ်ပြောင်းလဲမှုကြီးကြီးမားမားရှိမယ်လို့မထင်ဘူးတခုပဲဖီအားမရှိဘူးနီးပြကလည်းယာယီနီးပြဖြစ်တဲ့အတွက်ကြောင့်ရှုံရှုံနိုင်နိုင်တီးမှာပဲကစားသမားတွေကလည်းဘာဖီအားမှမရှိတဲ့အတွက်ရှုံရှုံနိုင်နိုင် ပြဿနာမရှိဘူးအဲ့တော့ပြဿနာရှိတာကကျွန်တော်တို့ Chelsea ဖြစ်နေတယ်ချယ်ဆီဒီအခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာ ရက်ဆက်တွေလိုက်ကြည့်ရင်တော့မဆိုးဘူးပေါ့ဗျာ။ဟာချက်ကြီးရှုံးဝဲတပွဲပဲရှိတယ်။ကျန်နောက်ဆုံးကန်ခဲ့တဲ့ပွဲတွေမှာစိတ်နေတာပဲ။အာတပွဲတွေတည်ကြတာ။ဟုတ်ပါတယ်။အဲ့ဒါရက်ဆက်ရှောက်ကြည့်ရင်တော့မှန်တယ်။တိုးတော့တပွဲချင်းစီကိုတေးချာပိုက်စိတ်တိုက်ပြီးလိုက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ခြေစွမ်းပိုင်းကအာရကျင်တဲ့စီကမကောင်းပဲလက်ညှိုးထိုးပြလို့မရတဲ့အချင်းတွေစုမျိုးဖြစ်နေတယ်။စူဝါခက်ချီချူဝါခက်ပုံစံမျိုးကြီးအဲ့ဒါရှော့ရှိတယ်နော်။ ရှာလက်တီတောက်လျှောက်ဆိုးနေရင်လည်းကဲကွာမာရက်စကမင်းကြိုက်တွေ့ဖို့မသိတော့ဘူးဆိုပြီးကောက်ထုတ်ပလိုက်လို့ရသေးတယ်အခုကရလက်ဆိုးတယ်လည်းမဟုတ်ဘူးမဆိုးဘူးလည်းမဟုတ်ဘူးပြီးခဲ့တဲ့ဘောလုံးရသေးတုန်းကလည်းမာရက်စကဖလားနှလုံးတော့ရအောင်ယူပြီးခဲ့တယ်ဘာညာဆိုတော့ရှင်လင်းရဲ့ငရေချခံနေရတယ်လို့ဖြစ်နေတယ်အဲ့ဒါတကယ်ကျွန်တော်လည်းမာရက်စကနဲ့ပတ်သက်ပြီးမှန်တယ်လို့လည်းပြောလို့မရအောင်မှားတယ်လို့လည်းပြောလို့မရအောင်အဲ့ဒါလိုကြီးကိုလက်ရှိ situation ကဂျုံတွေ့နေရတာနော်အပွဲစဉ်တက်ကစပြီးဂျာရဲရဲ့ချန်ပီယံလိပွဲစဉ်တွေအပါ လက်ရှိအချိန်ထိပြည့်ပြည့်စုံတဲ့ခြေစွမ်းမျိုးနဲ့အနိုင်ရခဲ့တဲ့ပွဲဆိုတာလက်ချိုးရလို့ရတယ်ကျွန်တော်မြင်ရတော့မရှိဘူး IS ကိုကိုပြက်အနိုင်ရတယ် ISG ကပုတ်လွန်အကြီးလို့ကျွန်တော်ကျွန်တော်တို့တချို့ကစားသမားတွေဒီသားခြေသွမ်းမပြနိုင်ခဲ့ဘူးဆိုရင်အဲ့ဒါလို့ကိုပြက်နိုင်ပွဲတွေတချို့နိုင်ခဲ့တဲ့ပွဲတွေမှာတော့မရလက်ဆိုးမှာဥပမာပြောရင်တော့ Moises Kais လို့လို့ကစားသမားမျိုးယူအောင်ကောင်းတာဗျာ Chelsea ကွင်းလယ်မှာ player တူတူတယောက်ချင်းစီကိုလည်းကျွန်တော်တို့အားကိုးနေရတယ် စားတဲ့ပုံစံကလည်းအနေငယ်ပုံသေးနီးစံနေတယ်။ပရိသတ်တချို့ထောက်ပြကြတဲ့ points တစ် point ရှိတယ်။မှန်တယ်အ points ကဘာလဲ။ bro တဲ့တောင်မန်တွေကနေပဲ cross ball တွေဖြတ်တင်နေတယ်တဲ့။ကျန်တဲ့အပိုင်းဘာမှမလုပ်တတ်တော့ဘူးတဲ့။ right ကျွန်တော်တို့ဒီ line တုံး line ခွဲမယ်ဆိုရင် attacking third ရောက်ပြီဆိုရင် cross ball ပေးအောင်ကလွဲပြီးကျန်တဲ့အပိုင်းတွေတိတ်ပြီးမလုပ်တတ်တော့ဘူး။ထားပါရပါကွင်းလေဦးတိုင်းကနေ through pass တွေပေးစမ်းမှာ pocket space တွေကနေတမန်ရန်နေနေချိန်ဆန်းမှာအဲ့လိုပုံစံတွေကျွန်တော်မမြင်ရတာအတော်ကြာခဲ့ပြီအဲ့တော့တောင်ပံကစားသမားတွေကိုကြည့်လိုက်ကျွန်တော် individual skill ကောင်းတဲ့ player တွေကြီးပဲ patron net တို့ star over တွေလုတ်ပြီးဖြတ်တင်မယ် ast vaun တူချစ်တယောက်ချင်းဟိုကျွမ်းကျင်မှုအရန်အားကောင်းတဲ့ jimmy gardens garnacho အကုန်လုံးကတယောက်ချင်းစီကောင်းတဲ့အတွက်သူတို့စီကတချို့တော့အချို့မြတ်တွေပဲကျွန်တော်ရနေတာတကယ်တမ်းအတင်းလိုက်ဟန်ချက်နဲ့စူးစီးကြစ်လက်မှုအားနဲ့ကစားမဲ့ဆိုရင် ကျောင်းမှာတကယ် progressive passivity ပေးနိုင်တဲ့ Enzo Fernandez ကလည်းဒီနှစ်ဘောလုံးရတယ်မှာထင်သလားဟုတ်မနေဘူး progressive passivity ဆိုတာကတော့ကျွန်တော်ဒီရုပ်တန်တိုင်းအမြဲတမ်းပါတယ်ထိရောက်တဲ့ဘောလုံးပေးပို့မှုအခုကျွန်တော် Enzo ကိုမြင်ရတာသူကအိတ်နဲ့6မှာပျော်မြူးနေတယ်နံပါတ်10ရောက်ပြီဆိုရင် Enzo Fernandez ကအဲ့နေရာပိတ်သွားသူတောင်မန်နေလမ်းထုတ်မယ်တောင်မန်နေနေပြန် cross ball တင်မယ်ဒါကိုကျွန်တော်ပုံသင်ကြီးဆန်တယ်လို့ပြောတာအဲ့တော့ကြောင့်တခါတည်းရမှာအချို့စကားတွေကနားခါတယ် အားလင်းဟာလန်ဒီမက်ဆီဒီအသင်းတို့အဓိကအချက်ဖြစ်တယ်လို့ချယ်ဆီမှာလည်းကိုးပါမှာအဓိကအချက်ပဲအနီးပြတွေကခေါင်းခါခါလက်ခါခါလုံနေလေလက်ခံမှာပဲနော်ပပ်ဂွာဒီယိုလာမဟုတ်ဘူးကျွန်တော်အားလင်းဟာလန်အာမကိုအသင်းလိုက်ဟန်ချက်နဲ့တွင်းမယ်ဘာညာပြောပေမဲ့ဟာလန်မပိုင်နိုင်ဘူးဆိုတာမလွယ်ဘူးထို့နည်းတူပဲကိုးပါမှာမပါခြင်းရဲ့အကျိုးသက်ရောက်မှုတွေအခုခံစားနေရတာပြောပြောဆိုပါမချယ်ဆီအသင်းမှာခြေသွမ်းမိုက်ရကျွန်တော်ပြောတာနော်ကိုက်ဆရုနဲ့ရှင်ပြောတာမဟုတ်ခြေသွမ်းမိုက်ရ အမိုက်ဆုံးပဲပဲအတူနံပါတ်10မှာဝင်နေပြီဆိုရင်ပါမဘာလို့မဲမသိဘူးကိုတိုင်အဝေးကနေကိုးသွင်းမှာလားအထရူပတ်စ်တွေပေးမှာလားအတမရနင်းချိန်မှာလားဒါကပါမရဲ့ပါရဲ့နဲ့ရေရှိမှုအဲ့တကြောင်ပါမပိုင်ချယ်ဆီအသင်းကြီးဂိုးမြူးတယ် JP နဲ့တွဲလဲရတယ် Leyan Delap နဲ့တွဲလဲရပါတယ်ပါမမပါတဲ့အတွက်ကြောင့်ကျွန်တော်တွေကခက်စစ်ပိုင်းတို့သာအားနေချက်လို့မြင်နေပေမဲ့တကယ်တမ်းအားနေနေတာကလည်းတိုက်စစ်ပိုင်းမှာအားနေချက်တွေအများကြီးရှိတယ် JP ပြရှစ်ပွဲဆက် ဂိုးပေါက်ပြောက်တယ်ဂိုးပေါက်ပြောက်တော့မဟုတ်ဂိုးပါဝင်ပတ်သက်မှုကိုမရှိခဲ့တာပြီးခဲ့တဲ့ပွဲမှာနော်စပါးနဲ့ပွဲတကူးသွင်းတယ်ပြီးတော့ကော်ရာဘတ်နဲ့ပွဲမှာပြန်ဂိုးပေါက်ပြောက်တယ်အဲ့ဒါကြောင့်ဘယ်လိုပြောမလဲကျွန်တော်တွေဒီဟိုကွင်းလေစုဖွဲ့မှုအားကောင်းကောင်းတစ်ခုရဲ့တောင်ပံကစားသမားတွေရဲ့အားရပဲရှိတယ်ကျန်တဲ့ဘိုင်းတွေမှာတော့တိတ်ပြီးအားရကျင်းနေစရာမရှိပါဘူးဒါတော့ပရိသတ်ဟိုတည်တည်တိထိုက်တဲ့ key point stage ကိုဆွေးနွေးခဲ့တာပါဒီနှစ်သင်းကြားရဲ့အာရှရဲ့အကျိုးပေးမှု Chelsea ရဲ့ဒီလောက် weak point တချို့ရှိနေတာတော့ဘာကြောင့်အကျော်ပေးမှုအနေငယ်ပြင်းထန်နေတယ်လဲ heavy တော့ပြင်းထန်တာမဟုတ်ပါဘူးနည်းနည်းလေးပေါ့နော်တလုံးတဝက်ရှုံးဆိုတဲ့အကျော်ပေးမှုပေးထားတယ်ပုံမှန်အပြင်ဆိုရင်ဝန်တီလောက်ဆိုရင်တော့မစိုးလားပေါ့နော် Chelsea လက်ရှိအခြေအနေကအရင်ယုံကြည်ရတာမဟုတ်ဘူးဗျာ wolf ကြောင့်လဲပါကောင်းပါလိမ့်မယ်နေလေးပြောပြမယ်ဒါတော့တာမန်ပါပဲထားလိုက်ပါတော့တလုံးတဝက်ရှုံးပေါ့ချက်စီကိုအားပေးတာကတော့ပူအဆင်ပြေတယ်ချက်စီဖန်တယောက်အနေနဲ့ရွေးတာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့တကူလောက်တော့သွေးမယ်ဗျာ တကူတော့တော့မသွင်းနိုင်ဘူးဆိုရင်လေဒါကြီးကလုံးဝအစင်မပြေတော့ဘူးချက်စီဒီနေ့ဘောလုံးရသည်လေဘာလုံးမှလဲဆိုပြီးကျွန်တော်မေးရတော့မယ်အဲ့တော့ကျွန်တော်ကတော့တကူကိုဟိုဘုပြမဲ့ပဲပြန်သွင်းသွင်းကိုကပဲကိုတွေအများကြီးသွင်းသွင်းတကူဆိုတဲ့အခြေအနေတရက်ကိုတော့ကျွန်တော်အခြေခံစီးမင်းဖြစ်ချရလိမ့်မယ်အဲ့တော့တကူသွင်းပြီဆိုရင်ကျွန်တော်ရအပြည့်မရှုံးတဝက်ပဲရှုံးမှာတကူတဝက်ဆုံးရှုံးခံနိုင်ရင်နောက်ထပ်ကိုပို့သွင်းနိုင်တဲ့အသင်းကိုပဲကျွန်တော်တွေအားပေးရမှာပေါ့ဟူဗန်တန်အသင်းကိုကျွန်တော်ရွေးချယ်ကြည့်လိုက် တည်ကြရင်ရပြီအပြစ်ရတယ်တကူနဲ့ရှုံးသွားပြီဆိုရင်နောက်ထပ်တကူကထပ်ပြရဖို့အချိန်ညာနီးနေပြီဒီနေရာမှာ Wolverhampton မဟုတ်ပဲ Brighton လို့အသင်းမျိုးဒါမှမဟုတ်လေအချိန်ကမြွေပွဲရဲ့ရလဒ်ကိုပြောင်းလဲနိုင်တဲ့ကစားသမားနည်းနည်းပဲပါကြည့်ကျွန်တော်အဲ့လိုအသင်းမျိုးရွေးပေးပါတိုးတော့ Wolverhampton ကြတော့ကွင်းလေစုဖွဲ့မှုအားပဲကောင်းတယ်ကျန်တဲ့ဘိုင်းတွေမှာတော်တော်များများယော့နေ Strand လာအစဉ်ရှိတယ်ဆိုပေမဲ့လည်းထင်တယ်လို့မဟုတ်တော့ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ဒီဒီပွဲတွေမှာ handicap ပြ Chelsea အသင်းကိုရွေးချယ်ရမှာဖြစ်ပါတယ်ခင်ဗျာ တူတယ်ကူလေးကိုအနေငယ်ပြည့်စွက်ပြောပြချင်ပါတယ်တူတယ်ကူကသုံးလုံးတစ်ဝက်ပျော်ရွှင်ခွင့်ပေးတာအတွက်တူတယ်ကူနည်းနိုင်တယ်ဗျ 1z 2z ဆိုတဲ့ပုံစံမျိုးနဲ့ပြီးသွားဖို့များပါတယ် clean sheet chelsea ရနိုင်တဲ့ပွဲမျိုးပေါ့နော်ကဲနောက်တစ်ပိုင်းဒီနေ့ချားတဲ့ကိန်းနဲ့အချက်လက်တွေကျွန်တော်အနေငယ်ထပ်ပြောမယ်နောက်ဆုံး6ချိန်ထိတဲ့တွေ့ဆုံမှုမှာ chelsea က3ချိန်နိုင်ပြီး hoverdan 3ချိန်နိုင်ထားပါတယ်ဒါကပြဿနာအနေငယ်ရှိတဲ့ဟတ်တူကထိတဲ့တွေ့ဆုံမှုပါတရေလုံးဝမရှိဘူး ဝူဖ်နိုင်နိုင်မနိုင်ချယ်ဆီနိုင်မဲ့သဘောမျိုးနောက်ဆုံးထိတဲ့တွေ့ဆုံမှုမှာချယ်ဆီက၄ဂိုး၃ဂိုးနဲ့နိုင်ထားတယ်ဒါရပ်ပိုင်းပဲကြာသေးတယ်ပြီးခဲ့သောဘောလုံးရသည်ဒုတိယအကြောင်းမှာချယ်ဆီအိမ်ခွေးမှာ3-1နဲ့နိုင်တယ်ဝူဖန်နဲ့ခွေးမှာ6-2နဲ့နိုင်တယ်အရှင်းနှစ်ဒီမှာတော့ဝူဖန်နဲ့ပဲထောက်လျှောက်ချယ်ဆီကိုဒုက္ခပေးထားတာအဲ့တော့၃ချိန်ဝူဖန်တန်းရှင်းနှစ်မှာနိုင်တယ်အနောက် နှစ်3ချိန်မှာ Chelsea ကနိုင်နေတယ်။နည်းကလန်ဒါကျသဘောမျိုးလေးတော့ဖြစ်နေတယ်ပေါ့နော်။ကဲနောက်ထပ်တစ်ပိုင်း Chelsea ရဲ့အခုနောက်ဆုံးကစားရတဲ့6ပွဲဆက်ရလတ်4ပွဲနိုင်ပြီးတော့တပွဲတည်းကြာထားတယ်တပွဲရှုံးလာတယ်။ပုံမှန်ကြည့်ရင်တော့ကျွန်တော်ရှင်းပါလဲပြောပြရအောင်ဒါကအချက်လက်ရမစိုးဘူးတိုးတော့တကယ်ခြေသွမ်းမရချင်းကျွန်တော်အားရချင်းတဲ့ဆရာမရှိပါဘူးတစ်ဖက်က Wolf ကတော့ပို့ဆိုးပါတယ်နောက်ဆုံး6ပွဲမှာ နိုင်ပွဲလုံးဝမရှိခဲ့ဘူးနှစ်ပွဲတည်ကြပြီး၄ပွဲရှုံးထားတယ်အဲ့ဒီရှုံးတဲ့၄ပွဲကလည်း၄ပွဲဆက်ရှုံးထားတာပါဘန်လီကို3-2ဆန်ဒလန်ကို2-0ချယ်ဆီကို4-3ဖူလန်ကို3-0ဖြစ်ပါတယ်ခင်ဗျအဲ့တော့ Wolf အတင်းရဲ့လက်ရှိ Garden Fire ကတော့တော်တော်အခြေအနေဆိုးပါတယ် Chelsea ရဲ့အိမ်ဝင်း6ပွဲဆက်ရလာတော့ဒီနှစ်ဘောလုံးရနေမှာ၄ပွဲနိုင်ပြီး2ပွဲရှုံးထားတယ် Wolf ရဲ့အဝေးကွင်း9ပွဲဆက်ရလာကတော့သူတို့တပွဲပဲတည်ကြတာတဲ့ဂျန်နဲ့၄ပွဲလုံးရှုံးထားပါတယ် အချက်လိုက်ရကြည့်မယ်ဆိုရင် Uber Net ဒီတော်တော်ဆိုးဝါးနေတဲ့အခြေအနေပါနီရဲနေတာပါပဲအဲ့တော့အချက်လိုက်ရဖြစ်ဖြစ်လက်ရှိကစားသမားစုဖွဲ့မှုရပဲဖြစ်ဖြစ် Chelsea ကတော့ပို့ပြီးတော့ယုံကြည်ခြင်းစရာကောင်းနေတယ်အရင်ကောင်းတဲ့အာရဂျင်းနေစရာအခြေအနေမဟုတ်ဘူးဆိုရင်ပဲ Chelsea ရွေးချယ်တာကတော့ပို့ပြီးတော့လုံးကြုံစိတ်ချပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးများ යි ဒီမှာ